ริกันသမ္မတဒေါ်နယ်ထရန့်ကရုရှားနဲ့ငြိမ်းချမ်းသဘောတူညီချက်ရရှိပါကယူကရိန်းကိုဗြိတိန်တပ်ဖွဲ့တွေဆင်လွတ်နိုင်ရေးပေါင်စတာလင်တန်းတရာသုံးဆွဲဖို့အဆင်သင့်ရှိတယ်လို့ကာကွယ်ဝင်ကြီးဂျွန်ဟီလေးကပြောပါရယ်ဗြိတိန်ရဲ့ယူကရိန်းကိုပံ့ပိုးကူညီမှုကြောင့်ရုရှားသမ္မတဗလာဒီမာပူတင်ကဗြိတိန်ကိုနမတရန်သူဖြစ်ရှုမြင်တယ်လို့၎င်းကဆက်ပြောပါရယ်ဒေါ်နယ်ထရန့်ကရုရှားနဲ့ယူကရိန်းကြားပြစ်ခတ်ရစဲရေးအကျိုးဆောင်ပေးပါက ယူကရိန်းနယ်စပ်တွေလုံခြုံရေးအတွက်ဆင်းလွတ်မဲ့နိုင်ငံစုံတပ်ဖွဲ့မှဗြိတိန်တပ်ဖွဲ့တွေပူးပေါင်းမှုကြိုတင်ပြင်ဆင်မယ်လို့သူကဆိုပါတယ်။ငြိမ်းချမ်းသဘောတူညီချက်ရရခြင်းဗြိတိန်တပ်ဖွဲ့တွေဆင်းလွတ်ဖို့အဆင်သင့်ရှိနိုင်ကြောင်းဆင်းလွတ်မဲ့တပ်ဖွဲ့ဝင်တွေထဲမှာမြေပြင်တပ်ဖွဲ့ဝင်တွေပါဝင်နိုင်ကြောင်းသူကဆက်ပြောပါတယ်။ခေတ်သစ်ချင်းချောင်းမှုတစ်ခုရှိလာနိုင်တယ်လို့ဂျွန်ဟီလေးကသတိပေးခဲ့ပြီးဥရောပတိုင်းမှာပြိပခကျပြန့်လာနိုင်တဲ့အန်ရဲဟာဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းအကြီးမားဆုံးမဟုတ်ဘူးလို့ဆိုပါတယ်။ ဗြိတိန်နဲ့ပြင်သစ်ဥဆောင်တဲ့ယူကရိန်းနိုင်ငံကိုနိုင်ငံ30ကျော်ကတပ်ဖွဲ့ဝင်တွေပါဝင်တဲ့နိုင်ငံစုံတပ်ဖွဲ့ဖွဲ့စည်းရေးဆွေးနွေးမှုကိုလန်ဒန်မြို့တော်မှာကျင်းပစေသူကအခုလိုမှတ်ချက်ပြုတာပါရုရှားကကျူးကျော်စစ်ရတံမှုသဘောတူမယ်ဆိုရင်နိုင်ငံစုံတပ်ဖွဲ့ကယူကရိန်းလေပိုင်နက်နဲ့ရေပိုင်နက်ကိုကာကွယ်စောင့်ရှောက်ကယူကရိန်းတပ်ဖွဲ့တွေကိုလေ့ကျင့်ပေးမှဖြစ်ပါတယ်ဗြိတိန်နိုင်ငံဟာခုနှစ်တွင်ယူကရိန်းကိုစတာလင်ပေါင်၄.၅ဘီလီယံထောက်ပံ့ခဲ့ပြီး ယူကရိန်းကိုလက်နက်နဲ့ငွေကြေးပေးပို့တဲ့နိုင်ငံစုံအဖွဲ့ကိုအမေရိကန်နဲ့အတူဦးဆောင်ပါတယ်။ဒါကြောင့်ယူကရိန်းသမ္မတဇလန်စကီးကဗြိတိန်ကိုသူ့ရဲ့အနီးကပ်ဆုံးမဟာမိတ်လို့ခေါ်ဆိုတာဖြစ်ပါတယ်လို့ဂျွန်ဟီလီကပြောပါတယ်။ရုရှားရဲ့ချင်းချောက်မှုတွေကြုံတွေ့နေရစဉ်နိုင်ငံတကာအခြေအနေပြောင်းလဲမှုကြောင့်စစ်တပ်ကိုခင်မီလက်နက်တပ်ဖွဲ့ဝင်တွေနဲ့အင်အားတိုးချဲ့နေတယ်လို့ဂျာမနီသမ္မတဖရန့်ဝေါ်တာစတေမီယာကပြောပါတယ်။ ဂျာမနီနိုင်ငံရဲ့စီးရေးဘတ်ဂျက်နဲ့တပ်ဖွဲ့ဝင်အင်အားတိတိတသားသာတိုးချဲ့မှုကိုဗီယက်နာမြို့တော်မှာအော်စတြေးလျသမ္မတအလက်ဇန်းနာဘန်ဒါဘယ်လန်နဲ့ပူရန်သတင်းစာရှင်းလင်းပွဲမှာ၎င်းကခုလိုပြောကြားခဲ့တာပါအနာဂတ်မှာစစ်ပွဲဆင်နွှဲလိုတဲ့ UI ချက်နဲ့ကျွန်တော်တို့ဆင်ရတိုးချဲ့တာမဟုတ်ပါဘူး။ပြောင်းလဲနေတဲ့နိုင်ငံတကာအခြေအနေအရကျွန်တော်တို့လုံခြုံရေးတိုးမြှင့်ရပါမယ်လို့သူကဆိုပါရယ်။ရုရှားရဲ့လုပ်ရက်တွေနဲ့ယူကရိန်းကျူးကျော်စစ်ကြောင်းဂျာမနီနိုင်ငံက ကာကွယ်ရေးနဲ့နိုင်ငံတိုင်းမူဝါဒအသစ်ချမှတ်ခဲ့ရတယ်လို့2005ခုနှစ်ကနေ2006ခုနှစ်ထိ2013ခုနှစ်ကနေ2016ခုနှစ်ထိနိုင်ငံတိုင်းဝန်ကြီးဖြစ်နှစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့တဲ့ဝိုင်းရင်နိုင်ငံရေးသမား Frank Walter ကပြောပါတယ်။ဥယျံပတိုက်မှာလုံခြုံရေးအခင်းကျင်းပြောင်းလဲတာကျွန်တော်တို့စံနာမဟုတ်ပါဘူး။ရုရှားရဲ့ Crimea တိမ်ပိုင်မှုနဲ့ Ukraine ကျူးကျော်ဆင်ကြောင်းလုံခြုံရေးအခင်းကျင်းပြောင်းလဲရတာပါလို့၎င်းကရှင်းပြပါတယ်။ ဥရောပတိုက်မှာရုရှားရဲ့လွတ်လပ်မှုနဲ့ဒီမိုကရေစီပေါ်ချိန်ချမှုရှိနေကြောင်းလုံခြုံရေးမူဝါဒကိုကြိုတင်ပြင်ဆင်ရမှာဖြစ်လို့စစ်တမ်းအင်အားတိုးချဲ့နေတာဖြစ်တယ်လို့သူကဆိုပါတယ်။